စိတ်ကြီးဖြစ်ဖို့ကဘာပလားမလို့ဘူးဆိုတဲ့ကကအားလုံးပဲမင်္ဂလာပါ Ready Vet Diary ကနေကြိုဆိုပါရစေဒီနေ့ဒီချိန်ဒီဘောလုံးလောကထဲမှာညင်းခေါ်လို့မစုံနိုင်တဲ့အကြောင်းအရာကတော့စိတ်ကြီးဘယ်သူလဲဆိုတဲ့ဘေးကိုဖြစ်ပါတယ်ကမ္ဘာအကောင်ဆုံးကစားသမားဆိုတဲ့နေရာအတွက်ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ဟာနှစ်ပေါင်းများစွာရှင်ပြိုင်လာသလိုသူတို့ရဲ့ပြိုင်သက်တွေကလည်းစိတ်သွင်းနေတဲ့ခုစားညှင်းခုန်လာကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဘောလုံးလောကသားတွေကိုယ်တိုင်လည်းဝန်ရောက်ဆွေးနွေးကြပါတယ်။လက်ရှိကစားနေကြတဲ့ကစားသမားတွေပြင်ကနဝင်ကြီးတွေကိုယ်တိုင်လည်းစိတ်ကြီးဘူးလဲဆိုတဲ့မေးခွန်းပေါ်စိတ်ဝင်စားနေဝန်ရောက်ဖြေဆိုထားပါတယ်။ ဘရာဇီးကနေဝင်ကစားသမားကြီးကကဟာဘောလုံးသမားတိုင်းဖြစ်နေကြဘသူကစိတ်ကြီးလဲဆိုတဲ့ဘေးကုန်းပေါ်ပါဝင်ပြေဆိုခဲ့ကြပြီးဘေယာနဲ့ပဲတိုင်တိုင်းစီရနယ်တို့ကပုံမသားလုံးနေကြောင်းထောက်ခံပုံမသားလုံးနေကြောင်းထောက်ခံပေးခဲ့ပါတယ်ရနေဒိုနဲ့မက်ဆီဘသူကပိုကောင်းတဲ့ညင်းခုန်ကြတဲ့အခါမှာ2020နှစ်နောက်ပိုင်းမှာအဓိကအချက်တစ်ချက်ဖြစ်နေထဲသွင်းစဉ်းစားလာကြတာကကဘာပါလာဖြစ်ပါတယ် မက်ဆီကအာဂျင်တီးနားအသင်းနဲ့တူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမက်ဆီကသာစေကြီးဖြစ်တဲ့နယ်လို့တချို့ကထည့်သွင်းညှင်းခုံလာပါတယ်ဒါပေမဲ့ကမ္ဘာ့ဖလားချန်ပီယံတယောက်အနေနဲ့ကာကာရဲ့အတွေ့အမြင်ကအဲ့ဒီလိုမဟုတ်ပါဘူးကာကာကကမ္ဘာ့ဖလားရရှိခြင်းဟာကစားသမားတယောက်ကိုအကောင်းဆုံးလို့သတ်မှတ်လို့မရနိုင်ကြောင်းသူ့အမြင်ကိုညှင်းခုံလာခဲ့ပါတယ်တနောက်ခုနှစ်ခုနှစ်တော့ကဘလုံးနှုတ်စုကိုရယူခဲ့တဲ့ကာကာဟာ Give Me Sport နဲ့ interview မှာ Messi ဟာအရန်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ Messi ရဲ့ကဘာဘလာအောင်မြင်မှုကိုခြံရင်းခဲ့ပြီး Ronaldo ကသာကောင်းဆုံးစိတ်ကြီးဖြစ်ကြောင်းရွေးချယ်ခဲ့ပါတယ်။ကဘာဘလာရတာကဘာမှကိုပြောင်းလဲမသွားစေပါဘူး။ကျွန်တော်လည်းကုန်ရဘူးပါတယ်။ဒါပေမဲ့ကျွန်တော်ကတမိုင်းမှာအကောင်းဆုံးကစားသမားမဟုတ်ပါဘူး။ Messi ကပါရမီရှင်ပါ။ဒါပေမဲ့တမိုင်းတစ်ချောက်အပြည့်စုံဆုံးနဲ့အကောင်းဆုံးကစားသမားကတော့ Cristiano Ronaldo ပါ။ Cristiano Ronaldo ပါပဲ။ဆိုပြီးတော့ကာကာကပြောခဲ့ပါတယ်ကာကာရဲ့စကားတွေကဆိုရှယ်မီဒီယာမှာစိတ်ကြီးဘယ်သူလဲဆိုတဲ့ညင်းခုံမှု ဆိုရှယ်မီဒီယာတွေမှာစိတ်ကြီးဘသူလဲဆိုတော့ငင်းခုန်ပွဲတွေကိုပြန်လည်တက်ဝင်လာခဲ့ပါတယ်။တချို့ကတော့မက်ဆီရဲ့ကပပလာအောင်မြင်မှုဟာမက်ဆီချိန်ထားခဲ့တဲ့အမွေးနေ့တစ်ခုဖြစ်ကြောင်းငင်းစုံနဲ့ ငင်းခုန်နေကြပြီမယ်တချို့ကတော့ကာကာကိုထောက်ခံကြရင်အကောင်းဆုံးနဲ့အခမ်းအနားဆုံးဖြစ်ဖို့ဆိုတော့တကူတော့စွမ်းဆောင်ရအကောင်းဆုံးဖြစ်ဖို့ကအဓိကဆိုတော့ထောက်ခံနေပါတယ်ရနေတိုနဲ့မက်ဆီကအသက်ကြီးရင်လာခဲ့ကြပြီဆိုရင်တော့မှသူတို့ရဲ့အမွေးနှစ်ကိုတော့ဆက်လက်ထိန်းသိမ်းထားကြပြီးရောက်ရှိနေတဲ့အသင်းကိုအကောင်းဆုံးအကျိုးပြုနေကြတော့မှာပဲမက်ဆီကမေဂျာလိတဲ့အင်တာမိုင်ယာမီကိုပြောင်းရွှေ့ကစားနေပြီးမေဂျာလိတခုလုံးရဲ့အစင်တက်ကိုမြင့်တင်ပေးနေပါတယ်မက်ဆီကအင်တာမိုင်ယာမီကိုဖလားရီရရှိအောင်ကူညီစွမ်းဆောင်ပေးနေပြီးတော့သူ့ထုံးစားတိုင်းအသင်းလက်အောင်မြင်မှုတွေရှာဖွေနေပါတယ်မက်ဆီကအင်တာမိုင်ယာမီနဲ့စာချုပ်တန်တဲ့နေ့ကြံနေသေးပြီးတော့ဒါဘ ီးရင်ဘာစီလိုနာကိုပြန်လိမ့်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။မဟုတ်ရင်တော့မက်ဆီကအားယူပြီးသွားရင်ဘာစီလိုနာကိုပြန်လိမ့်ဖို့စဉ်းစားနေပြီးကစားသမားဘဝအဆုံးသတ်ဖို့ကိုစတင်စဉ်းစားနေပါတယ်။ရနေဒိုကတော့ဆိုရီပရိုလီအတင်အန်နာဆာမကစားနေရင်ဆိုရီလီကိုကမ္ဘာပေါ်လုံးဆက်ခုံပေါ်ရအောင်ဝင်ဆက်ပေးခဲ့ပါတယ်။ရနေဒိုကြောင့်ကမ္ဘာတည်နေကစားသမားတွေဆိုရီကိုပြောင်းရွှေ့လာကြပြီးအရှိလေပိုင်းဒေသရဲ့အားကစားကဏ္ဍလေးတိုးလာပါတယ်။ရန်ဒူကိုရန်ကတော့သူ့ရဲ့ထုံးစံတိုင်းဒူဂိုရောအောင်မြင်မှုတွေကိုဆက်လက်ရှာဖွေနေရင်ဂိုးတင်ပြည်တယောက်ဖြစ်နေဆက်ရှိနေပါတယ် ရနေတူဟာသွင်းကိုတထောင်ခီးကိုရှောက်လန်းနေတဲ့ကစားသမားဖြစ်ပြီးသူ့အနားမယူခင်မှာဒီစံကြီးကိုပြေးသွားနိုင်ဖို့အတွက်ယုံကြည်မျှော်လင့်နေပါတယ်ရနေတူကရနေတူကရနေတူကအသက်40ပြေးသွားခဲ့ပြီဆိုပေမယ့်အနာစားနဲ့စကြောသက်တမ်းတနည်းထက်တူးထားသလိုပေါ်တူဂီသေးမှလည်းပေါ်ဝင်နေတုံးပါပဲရနေတူနဲ့မက်ဆီက2026ကမ္ဘာပလားမှာစေကြီးနှစ်ယောက်ပါဝင်တဲ့နောက်ဆုံးကမ္ဘာပလားဖြစ်ပါဝင်သွားကြမှာပါဒီတစ်ခါရောက်ဘသူကကမ္ဘာပလားကိုကံမြောက်ခွင့်ရမလဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်